လက်ကတတော်ဒီမမိုက်တော်နာဤလန်ခီလင်းစေပြီရှင်နံကတော်လန်လျှပ်ဖို့ဆောင်နေစေပြီဘုရားနဲ့တီတွေ့ဖို့နေစေတော်ဒီလေးနေဝါရဲ့တန်တွေရှင်ချင်လုံးလာစီရန်တော်လေရာကျန်အခန်းကြီး30တပန်သာရဖျားဒီမောရှိအားမိန်တော်မူကြီးက သင်သည်ပြိတက်စီဝေးစေခြင်းက၎င်းတက်တို့ကိုခြီစေခြင်းက၎င်းမှုရသောဝိတဘိုးနှလုံးကိုတလုံးလင်ငွေတတုံးစီဖြင့်မဆက်ပဲလုပ်ရမည်တဘိုးမှုသောအခါပြိတက်အပေါင်းတို့သည်ပြိတက်စီဝေးရာတဲတော်တကားရှိတင့်ထန်စီဝေးရကြမည်တဘိုးတလုံးသည်ကိုမှုလင်ဣဒရလာအမျိုး၌လူတထောင်ကိုအုပ်တော်မင်းတို့သည်တင့်ထန်၌စီဝေးရကြမည်နိုးစောတန်နှင့်မှုတော်အခါအရှိတက်တို့သည် ခြီသွားရကြမည်ဒုတိယအကြိမ်နှိုးစော်တန်နှင့်မှုတ်သောအခါတောင်တက်သူသည်ခြီသွားရကြမည်တတိယအကြိမ်နှိုးစော်တန်နှင့်မှုတ်သောအခါအနောက်တက်သူသည်ခြီသွားရကြမည်စတုထအကြိမ်နှိုးစော်တန်နှင့်မှုတ်သောအခါမြောက်တက်တို့ဒီခြီသွားရကြမည်အစဉ်အတိုင်းခြီသွားစေခြင်းကနှိုးစော်တန်နှင့်မှုတ်ရမည်ပရိတ်သတ်စီဝဲစေခြင်းကနှိုးစော်တန်ကို မပြုတ်ဘဲတဘိုးမှုတ်ရမည အာရုံဤသာယိပရောဟိတ်တို့သည်ထိုတဘိုးကိုမှုရကြမည်တင်တို့အမျိုးအစဉ်အဆက်စောင်းရသောပြည့်ညက်ဖြစ်သည်တင်တို့သည်ကိုပြည်၌နေသောအခါတိုက်လာသောရန်သူတို့ကိုစစ်ချီလေနူးစောတန်နှင့်တဘိုးမှုရမည်ထိုအခါတင်တို့ဤဖျားသခင်သာရဖျားသည်တင်တို့ကိုအောင်မေ၍ရန်သူလက်မှကဲတင်တော်မူမည်တင်တို့သည်ရှင်လန်းချင်းကိုပြုတော်နှင့် ပွဲသည်ပင်နှင့် လဆန်းနေတို့၌တင်တို့ဖျားသခင် အောင်းမေတော်မူဖို့ရာတင်တို့မီးရှို့ရာယိမိတ္တဟာယယိပူဇော်တကားများအပေါ်မှာတဘိုးမုတ်ရကြမည်ငါသည်တင်တို့ဤဖျားသခင်ဓာရဖျားဖြစ်သည်ဟုမိန်တော်မူ၏ဒုတိယနှင့်ဒုတိယလရက်20မြောက်သောနေ့ရက်၌မိုးတိမ်သည်တတိခံချက်တဲတော်မှကွာမြောက်သည်ဖြစ်၍ဣဒွေလအမျိုးတို့သည်တိနာတောင်မှခီးသွားကြ၏ နောက်တဖန်မိုးတိမ်သည်ပါရန်တော်၌တည်နေ၏ထိုသူသာရဖျားသည်မောရှိအားဖြင့်မိန်တော်မူသည့်အတိုင်းပထမခီးသွားခြင်းကိုပြုကြ၏ယူဒာတက်အစဉ်အတိုင်းအလုံးအရင်တို့တည်အလံနှင့်တကွရှေးဥစွာခြီးသွားကြ၏ယူဒာတက်ကို အမိနတက်သာနာရှံအုပ်ရ၏ဣတခာတက်ကိုဇူအာသာနာတနေလအုပ်ရ၏ဇာဘူးလုံတက်ကိုဟေလုံတက် အေလိယဘအိုယာ၏တက်တော်ကိုဖြုတ်ချ၍ဂေရရှုန်သားမေယာ၏သားတို့သည်တဲတော်ကိုထမ်းလျက်ချီသွားကြ၏ယူပင်တက်အစဉ်အတိုင်းအလုံးအရင်တို့သည် အလံနှင့်တကွချီသွားကြ၏ယူပင်တက်ကိုရှေဒူရာသားအေလိဇူရာအိုယာ၏ရှီမွန်တက်ကိုဇူရီရှဒဲသားရှလေမီလာအိုယာ၏ ကက်တက်ကိုဒွေလာတာအေးလျာတက်အုတ်ရာဤကောဟက်သားတို့သည်တန့်ရှင်းရာဌာနတစားတို့ကိုထမ်းလျက်ခြီသွားကြ၏သူတို့မရောက်မီအရင်သွားသောသူတို့သည်တဲတော်ကိုထူထောင်ရကြ၏ဧပရင်သက်အစဉ်အတိုင်းအလုံးအရင်းတို့သည်အလံနှင့်တကွခြီသွားကြ၏ဧပရင်သက်ကိုအမိဟုတ်တာ အေလိရှမာအုတ်ရာဤမနာရှေသက်ကိုပေတာ စုရတာဂာမလီလအုတ်ရာဤဘင်ယာမိန်တက်ကိုဂီတောနီတာအဘိဒံအုတ်ရာဤနောက်ဆုံးဒန်တက်အစင်အတိုင်းအလုံးအရင်တို့ဒီအလံနှစ်တကွခြီသွားကြဤဒန်တက်ကိုအမိရှဒဲတာအဟေဇာအုတ်ရာဤအာရှာတက်ကိုအိုကရန်တာပါဂျီလအုတ်ရာဤနတလီတက်ကို အေးနန္ဒာအဟိယဩယာဤထိုသူဣဒြေလာအမျိုးတို့သည်ခြီသွားသောအခါတန့်များအစဉ်အတိုင်းခြီ၍ခီးသွားကြ၏မောရှိကလည်းသာရဖျားဤဂတိတော်အတိုင်းငါတို့အားပေးတော်မူမည်အရက်တို့ငါတို့သည်ယခုခီးသွားကြ၏ငါတို့နှင့်အတူလာ၍လာပါငါတို့သည်ကျေးဇူးပြုပါမည် သာရဖျားသည်ဣတွေလာအမျိုးတို့၌ဂျေဇုပြုတော်မူမည်ကတိရှိပါ၏ဟုမိမိယောက်မှမိရန်အမျိုးရွေလာတာဟောဘတ်အားဆိုလင် ဟောဘတ်ကငါလိုက်မသွားပါငါနေရင်းပြီငါဆွေမျိုးရှိရာသို့ပြန်သွားပါမည်ဟု မောရှိအားဆို၏မောရှိကလည်းငါတို့ကိုစွန့်ပြစ်၍မသွားပါနှင့် တင်တီတီအတိုင်းငါတို့ဒီတော၌စခန်းချရမည်တင်ဒီငါတို့မျက်စီဖြစ်ပါ၏ငါတို့နှင့်အတူလိုက်လင်သာရဖျားပြုတော်မူသောဂျေဆုတော်ကိုငါတို့ဒီခံရသည့်အတိုင်းတင်၌ဂျေဆုပြုပါမည်ဟုဆိုလေ၏ဣဒရီလာအမျိုးတို့ဒီသာရဖျား၏တောင်တော်မှထွက်၍သုံးရက်กว่าသောခရီးကိုတွားကြ၏ထိုသုံးရက်กว่าသောခရီးကိုတွားကြစဉ်သာရဖျား၏ ဘရိညင်တ္တာသည် သူတို့အဖို့စခန်းချရာ အရက်ကိုရှာ၍သူတို့ရှိကသွားလေ၏သူတို့သည်နေ့အချိန်၌တက်ချီ၍သွားသောအခါသာရဖျား၏မိုးတိမ်သည် သူတို့အပေါ်မှရှိလေ၏တတတော်သွားသောအခါမိုးရှိက"အိုသာရဖျား"ထရမူပါကိုရောဤရန်သူတို့ဒီလွန့်ကြပါစေသော ကိုရောကိုမုံတော်သူတို့သည် ရှေ့တော်မှာပြေးကြပါစေတော်ဟု၍၎င်းတစ်တာတော်မသွားဘဲရင့်နေသောအခါအိုသာရပြဣဒရီလာအမျိုး အထောင်အတောင်ရှိရာသို့ပြန်လာတော်မူပါဟု၍၎င်းရှောက်ဆိုလေရှိ၏တောလေယာကျမ်းခန်းကြီး30ယောမောဝါရစာခန်းကြီး1ငငယ်1မှ19လူစားသည့်အပြင်ဒါဝိအမျိုးဖြစ်တော်မူသောတင်ချင်းမှရှင်ပြန်ထမြောက်တော်မူ၍ တန်ရှင်တော်ဝိညာဉ်အားဖြင့်တကူနှင့်တကွဘုရားသခင်၏တားတော်ထင်ရှားဖြစ်တော်မူသောငါတို့သခင်ယေရှုခရစ်သည်ဟုသောမိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်တန်ရှင်တော်ကျမ်းစာ၌ဂတိထားသည့်ဧဝံဂေလိတရားကိုဟောစေခြင်းကတမန်တော်အရာ၌ငါဘောလူကိုယေရှုခရစ်ကျွန်အဖြစ်ရွေးချယ်ခွဲခန့်ထားတော်မူ၏ဘုရားသခင်ချစ်တော်မူ၏ တန်ရှင်းသူအရာ၌ခံထားသောယောမမျိုးသူမျိုးသားအပေါင်းတို့ကို ကြားလိုက်ပါ၏။သခင်ယေရှုခရစ်နှင့်ငါတို့အဘဖခင်အထံတော်ကယေရှုတော်နှင့်ညီတက်ချင်းတည်တင်တို့၌ရှိပါစေသော။သခင်ယေရှုခရစ်၏နာမတော်ကို အမိပြု၍လူမျိုးအပေါင်းတို့သည်ယုံကြည်နားထောင်စေခြင်းကထိုသခင်ထံ၌ယေရှုတော်နှင့်တမန်တော်အရာကိုငါတို့တီးခံရကြပြီ။ ထိုတခင်ခေါ်ထားတော်မူသောတင်တို့သည်လည်းထိုလူမျိုးတို့၌အပါအဝင်ဖြစ်ကြ၏တင်တို့ဤယုံကြည်ခြင်းအရာသည်မြေတပြင်လုံး၌အနှံ့အပြားကြော်စောသည့်ဖြစ်၍တင်တို့အကြောင်းကြောင့်ယေရှုခရစ်အဖင်ငါဤဖျားသခင်ဂျေဇုတော်ကို ရှိဦးစွာမှချီးမွမ်း၏ငါသည်တင်တို့ကိုမချားမလန့်အောင်မြည်၍အစင်မပြတ်ဆုတောင်းပတ္ထနာပြုတည်ဟုတားတော်ဤဧဝံဂေလိတရားကိုဟောလျက်အမှုတော်စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ငါကူးကွယ်သောဘုရားသခင်သည်ငါ၏တည်တည်ခံဖြစ်တော်မူ၏မကြာမမြင့်မီဘုရားသခင်အလိုတော်အားဖြင့်အစဉ်တည်၍တင်တို့ရှိရာတို့ငါလာရသောအခွင့်တစုံတစ်ခုရှိပါမည်အကြောင်းဆုတောင်းပတနာပြု၏တင်တို့သည် မြဲမြံခိုင်ခန့်မည်အကြောင်းငါသည်တင်တို့၌ဝိညာဉ်စုကျေးဇူးတစုံတစ်ခုကို အပ်ပေးခြင်းကတင်တို့ကိုအလွန်တွေ့မြင်ခြင်းပါ၏ထို့သို့ဆိုသောငါနှင့်တင်တို့သည်ယုံကြည်တော်အပြင် အချင်းချင်းအားရတတချင်းတို့ယောက်ျားမိအကြောင်းကိုဆိုလိုတည်းညီအကိုတို့မာဒီအခြားသောတပါအမျိုးတို့တွင် အကျိုးကိုရလည်းကဲသူတင်တို့တွင်လည်းအကျိုးဆောင်တစ်ခုကို ရချင်းကတင်တို့ရှိရတို့တွားမိလို့အဖန်ဖန်အကြံရှိကြောင်းကိုတင်တို့မသိပဲနေစေချင်းဟာငါအလိုမရှိ ထိုတို့အကြံရှိတော်လဲယခုတိုင်အောင်မြစ်သားသောအကြောင်းရှိ၏ ဟေလတာလူဖြစ်စေလူရိုင်းဖြစ်စေပညာရှိဖြစ်စေပညာမဲ့ဖြစ်စေလူအမျိုးမျိုးတို့ဤအကျွေးဒီငါတို့၌တည်လျက်ရှိသူဖြစ်၍ငါတတ်နိုင်သမျှအတိုင်းယောမမြို့သားဖြစ်သောတင်တို့အားဧဝံဂေလိတရားကို ဟောခြင်းငါစေတနာစိတ်ရှိငါဒီခရစ်တော်ဤဧဝံဂေလိတရားကြောင့်ချက်ကြောက်ခြင်းမရှိ အကြောင်းမူကားထိုတရားသည် ရှိဟုစွာ၌ယူဒတို့နောက်၌ဟေလတာလူ ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တကူတော်ဖြစ်၏အဘယ်သို့ဖြစ်သည်ဟုမူကားဖြောင်းမရနိုင်တည်တော်သူသည်ယုံကြည်ခြင်းအားဖြင့်အတတ်ရှင်လေးမိဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌ဒီတော်ဖျားသိခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့လို့ငှာဧဝံဂေလိတရားဖြင့်ထင်ရှားလျက်ရှိ၏ယောမအောဝါဒစာခန်းကြီး1ငယ်1မှ19 စာလံချံအခန်းကြီး95လာကြသာရဖျားအားရွှင်လန်းစွာတခြင်းဆူကြကုန်အံငါတို့သည်ကေတင်ချင်းတို့ရောက်ရာကြောက်ကို ကျူးဧကြကုန်အံဂျေဇုတော်ကိုချီးမွမ်းလျက်ရှေးတော်တို့ဝင်၍စာလံတခြင်းဆိုလျက်ကျူးဧသောအတန်ကိုဖြူကြကုန်အံသာရဖျားသည်ကြီးမြတ်သောဖျားဖျားတကာတို့ထက်ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏။ညီကြီးနှက်ဆိုင်ရာအရက်တို့သည် လက်တော်၌ရှိကြပါ၏တောင်ထိတ်တို့ကိုလည်းပိုင်တော်မူ၏ပင်လေကိုလည်းဖန်ဆင်း၍ပိုင်တော်မူ၏ကုန်းကိုလည်းလက်တော်နှင့်ပြုပြင်တော်မူ၏လာကြကျဝွေ၍ကိုးွယ်ကြကုန်အံ့ငါတို့ကိုဖန်ဆင်းတော်မူသောသာရဖျား၏ရှေ့တော်၌ဒူးထောက်ကြကုန်အံ့သာရဖျားသည်ငါတို့ဤဖျားဖြစ်တော်မူ၏ငါတို့တည်လည်းအထံတော်၌ကျက်စားတော်သူ လက်တော်အောင်၌နေတော်သူစုဖြစ်ကြ၏ယနေ့တွင်သင်တို့သည်ဗျာဒိတ်တော်အတန်ကိုကြားလျက်ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်သင်တို့အဘများသည်ငါပြုတိအမှုတို့ကိုမြင်ရတော်လဲတောတွင်ငါကို အနေနဲ့ဆုံဆန်း၍စံကျင်ပပြုကြ၏ငါသည်နှစ်40ပတ်လုံးထိုလူမျိုးတို့ကိုငါအမျက်ထွက်ခဲ့၏ သူတို့သည်စိတ်တဘောမှားယွင်းတတ်သောလူမျိုးဖြစ်ကြ၏ငါဤပညာတို့ကိုလိုက်နာရန်ငင်းဆန်သူများပါတကားဟုဆိုရ၏ထို့ကြောင့်သူတို့သည်ငါဤချမ်းသာတဲ့တို့ဘဝင်ရကြကိုအမျက်ထွက်၍ငါကျိန်ဆို၏ဇာလံကျမ်းခန်းကြီး96ထာဝရဘုရားအတ္တတော်တခြင်းကိုဆိုကြသောမြေကြီးသားအပေါင်းတို့ထာဝရဘုရားအားတခြင်းဆိုကြသောထာဝရဘုရားအားတခြင်းဆို၍ နာမတော်ကိုကောင်းချီးပေးကြလော့ကေဒင်တော်မူခြင်းတရားကိုတနေ့ထက်တနေ့ညွှန်ကြားကြလော့ဘုံတော်ကိုတပါးမျိုးတို့၌၎င်းအံ့ဖွယ်တော်အမှုတော်တို့ကိုခတ်သိမ်းသော လူမျိုးတို့၌၎င်းပေါ်ပြကြလော့သာရဖျားသည်ကြီးမတ်၍အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏ဖျားလက်ကတို့ထက်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏တပါးအမျိုးတို့၏ဖျားရှိသမျှတို့သည်အရှင်ဤတက်တက် ဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ဘုံတကူအာနုဘော်တီရှိတော်၌ရှိ၏။အစွမ်းတတိနှင့်ဂုံအတေလေတန့်ရှင်းရဌာနတော်၌ရှိ၏။လူအမျိုးမျိုးတို့ထာဝရဘုရားသည်ဘုံတကူအစွမ်းတတိရှိတော်မူသည်ဟုဝန်ခံကြလော့။ရှိတော်မူသည်ဟုဝန်ခံကြလော့။သာရဖျားဤနာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံကြလော့ ပူဇော်တကားကိုဆောင်ခဲ့လျက်တရားဟင်းတော်တို့ဝင်ကြလောတန်ရှင်သောတစားကိုဆေး၍သာရဖျားကိုကိုးကွယ်ကြလောမြေကြီးသားအပေါင်းတို့ရှေ့တော်၌ကြောက်ရွံ့ခြင်းရှိကြလောသာရဖျားဆိုးဆန်တော်မူသည်ဟုတပါးမျိုးတို့တွင်ဟောပြောကြလောလောကတည်းတည်မလှုပ်ရှားနိုင်အောင်မြင်းမြန်စွာတည်လိမ့်မည်လူများကိုဖြောင့်မတ်စွာတရားစီရင်တော်မူလိမ့်မည် ကောင်းကင်သည်ဝမ်းမြောက်ခြင်းရှိစေညီကြီးသည်လည်းရှင်လန်းခြင်းရှိစေပင်လယ်နှင့်ပင်လယ်တစားသည်အတန်ပလန်ကိုပြုစေလေပြင်းနှင့်လေပြင်း၌ရှိသည်မြသည်လေဝမ်းမြောက်စေထိုအခါတော၌ရှိသည်မြသောအပင်တို့သည်ထာဝရဘုရားရှိတော်၌ရှင်လန်းစွာသခြင်းဆုကြလေမည်အကြောင်းမူကားကိုရော်သည်ကြွလာတော်မူ၏ညီကြီးသားတို့ကိုတရားစီရင်ခြင်းကကြွလာတော်မူ၏ လောကသားတို့ကိုဖြောင်းမတ်ခြင်းတရားနှင့်၎င်းလူများကိုစရုံနှင့်၎င်းစီရင်ဆုံးဖြတ်တော်မူလက်တည်း